စားရည်နဲ့အာလုတ်ခြင်းနဲ့ဆိုတာကလူတိုင်းကြားမှုမဲ့ကိစ္စတရပါစားရည်ကိုလေချောင်းနာတဲ့အခါမှာအများဆုံးအသုံးပြုကြပါတယ်အခုတစ်ခေါက်မှာတော့လေချောင်းနာတဲ့အခါမှာအာလုတ်ခြင်းကြတဲ့စားရည်ဟာဘယ်လိုမျိုးအထောက်အကူပြုလဲဆိုတာကိုပြပြပေးမှာပဲဖြစ်ပါတယ်စားရည်ဟာအကုန်ကြတတ်တာပြီးတော့လွယ်ကူတဲ့ကုသနည်းတရပဲဖြစ်ပါတယ်ဘာကြောင့်ဒီလိုမျိုးပြောရလဲဆိုရင်တော့ရှင်နွေးနေတဲ့ကိုစားရည်ထည့်ပြီးတော့ပလုတ်ခြင်းတဲ့အခါမှာအခုလိုမျိုးကျန်းမာရေးအကျိုးကျေးဇူးလေးတွေရရှိလို့ပဲဖြစ်ပါတယ် ပထမဦးဆုံးအနေနဲ့အကျိုးကျေးဇူးတွေကတော့ပေးပမာဏကိုထင်ညီပေးတာပါ။စားရည်ဟာဘက်တီးရီးယားကြောင့်လေကြောင်းထဲမှာရှိတဲ့အက်ဆစ်တွေမညီမညဖြစ်တာကိုထင်ညီပေးပါရစေ။ကျန်းမာတဲ့ pH ပမာဏကိုလည်းထင်ညီပေးပါရစေ။ခရီးထဲမှာဘက်တီးရီးယားတွေမပေါက်ခွာစေဖို့လည်းကောင်းဝယ်ပေးပါရစေ။နောက်တစ်ခုအနေနဲ့ကျနှာခေါင်းပိတ်တာကိုတက်တာစေရပါ။စားရည်နဲ့ပလုတ်ခြင်းတာဟာအသက်ရှူလမ်းကြောင်းနဲ့နှာခေါင်းထဲမှာရှိတဲ့ချွဲတွေကိုဖိရှားပေးနိုင်ပါရစေ။ငါးချင်မှုတွေကိုတက်တာစေသလိုကြောင်ရမှုတွေကိုလည်းရောကြစေနိုင်ပါရစေ။ နှာခေါင်းထဲကဘက်တီးရီးယားတွေနဲ့ဗိုင်းရပ်တွေကိုလည်းဖယ်ရှားပေးနိုင်ပါတယ်။နောက်ထပ်တစ်ခုအနေနဲ့ကျအသက်ရှူလမ်းကြောင်းပိုးဝင်ကိုဆက်တာကိုသက်သာစေတာပါ။သူတို့တနက်ပြချက်အရာတနေ့ကိုစားရည်နွေ့နွေ့နဲ့၃ချိန်ပလုတ်ချင်းပေးတာဆိုရင်အသက်ရှူလမ်းကြောင်းအထက်ပိုင်းမှာပိုးဝင်ကိုဆက်တာမျိုးမဖြစ်စေဖို့အတွက်လေးစရာကန်တို့ဒီကောက်ဝယ်ပေးနိုင်တယ်လို့တွေ့ရပါတယ်။နောက်တစ်ခုအနေနဲ့ကျတော့အာဒီယာနာကိုသက်သာစေတာပါ။ဘက်တီးရီးယားဗိုင်းရပ်တွေကြောင့်အာဒီယာနိုင်ပါတယ်။အာဒီယာနိုင်တဲ့အခါမှာအစာတွေရေတွေမျိုးချဖို့ခက်ခဲနိုင်ပါတယ်။ ဒီနာကျင်မှုကိုတက်တာစီဖို့စားရည်နည်းနည်းနဲ့အလုပ်ချင်းပြုလို့ရပါတယ်။နောက်တစ်ခုအနေနဲ့ကျတော့ကဒွင်းနန်ဆိုးလေးကိုတက်တာစီတာပါ။အစားကြောင်ပဲဖြစ်ဖြစ် အခြားအကြောင်းရင်းကြောင်ပဲဖြစ်ဖြစ်ကဒွင်းနန်နန်တာကိုတက်တာစီဖို့အတွက်ကဒွင်းသက်စီရည်တွေကိုမတုံးချင်ဘူးဆိုရင်တော့စားရည်နဲ့အလုပ်ချင်းပြုလို့ရပါတယ်။ထပ်ပြီးသဖုံးနဲ့သွားမှာတွေးထွက်တာတွေကိုတက်တာစီနိုင်ပါတယ်။စားရည်နည်းနည်းလေးနဲ့ပလုပ်ချင်းတာဟာသဖုံးရောင်တာသဖုံးတွေးထွက်တာတွေကိုတက်တာစီနိုင်ပါတယ်။စားရည်ဟာချောင်ရွံ့မှုကိုတက်တာစီနိုင်တယ်လို့ တပုံးရောင်းနောက်ကိုဖြစ်စေတဲ့ပတိရတွေကိုပါတက်ရှက်ပေးပါတယ်။သွားကြိုက်သွားနိုင်တာတွေကိုလည်းတက်တာစီနိုင်ပါတယ်။နောက်ဆုံးတစ်ခုအနေနဲ့ကျတော့ကိုရင်းနာကိုတက်တာစီတာပါ။ပါဇက်တယ်မှာဖြစ်တဲ့အနာဗျူလေးတွေတက်တာစီဖို့လဲစိုင်းရင်နဲ့ပလုတ်ချင်းပြလို့ရပါတယ်။အနာတက်တာပြီးတော့အနာချက်ညင်စင်နိုင်ပါတယ်နော်။စိုင်းရင်နဲ့ပလုတ်ချင်းတဲ့အခါမှာရတဲ့ကောင်းချိုးကုမျိုးတွေကတော့လေဆောင်းနာပြီးတော့ရောင်းရဲနာကိုတက်တာစီတယ်။ချောင်းဆိုးတာကိုတက်တာစီတယ်။အာဒီရောင်းနာကိုတက်တာစီတယ်။ပါဇက်အပူကနာကိုလည်းကုတာပေးပါတယ်။ဘက်တီးရီးယားတွေကိုရော့ပါစေတဲ့အပြင် တောက်ကြိုက်တာကိုလည်းညှော့နေစေပါတယ်။တဖုံးတွတ်တာကိုလည်းကောက်ွယ်ပေးသလိုကုရင်းနဲ့နန်နာကိုလည်းတတစေပါတယ်။အလားအပြင်နှာခေါင်းပိတ်တာကိုပါ ရောကြစေပါတယ်နော်။အခုလိုနားထောင်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်။